ကျွန်တော်ကဘဝကကောင်ဖြစ်ပါတယ်ဒီနေ့ပြောပြမှာတော့ចောင်းကကလေးငယ်တွေအများပြတည်ဆုံးခဲ့တဲ့ဖြစ်ရက်ဘက်စလန်ဤတွေးဆုံသောစက်တင်ဘာအကြောင်းဖြစ်ပါတယ်2004ခုနှစ်စက်တင်ဘာလတရက်မြောက်ကော့ကီဆက်ဒေတာရဲ့ရုရှားသမ္မတနိုင်ငံငယ်လေးဖြစ်တဲ့မြောက်ဝဆက်ရီယာအော့စီရှန်ထဲကဘက်စလန်ဘက်စလန်လို့ခေါ်တဲ့မျိုးလေးတစ်မျိုးအဲ့ဒီဒေတာမှာစီရီတင်းမာမှုတွေပထွေရေလှောက်ရှားမှုတွေအများကြီးရှိပေမဲ့ဘက်စလန်ဟာထိုးချင်းကြီးငြင်းရက်နေတဲ့မျိုးတစ်မျိုးပါ အဲ့ဒီနေ့ဟာရုရှားတနိုင်ငံလုံးအတွက်အသိပညာလေးတဲ့ knowledge လို့သတ်မှတ်ထားတဲ့အကြောင်းပြန်ဖွင့်ပွဲနေ့ဖြစ်ပါတယ်။ Maslan ရဲ့နံပါတ်1မူလာတန်းအကြောင်းရဲ့ဝင်းထဲမှာတော့ကလေးငယ်ပေါင်း900ကျော်သူတို့ရဲ့မိဘတွေအဖိုးအွားတွေဆရာဆရာမတွေဟာတန်းစီကိုစီနဲ့အတူပျော်ရွှင်စွာဆုတောင်းနေကြတယ်။သူတို့ဖြင့်စတုတ်ခါတန်းပြဆရာမနေတဲ့ဆက်ဂရိုက်ဘာဟာသူမရဲ့တမီးနှစ်ယောက်နဲ့တားဖြစ်သူ Boris Boris ကိုကျောင်းဝင်ဖို့လာပို့ရင်းဂုံယူဝမ်းသာဖြစ်နေတယ်လေ။ယုတ်တိရဲ့အဆုံးသက်သွားသောပျော်ရွှင်မှုစက်တင်ဘာတရက်နေ့ နနက်9နာရီဝင်းချင်မှာပဲပွဲတော်အမွေသက်ဟာရုတ်တရက်ရပ်တန့်သွားခဲ့တယ်။လက်နက်အပြည့်စုံနဲ့မျက်နှာဖုံးစွထားတဲ့အကြမ်းဖက်သမား3ဆယ်နှစ်ဦးပါဝင်တဲ့အဖွဲ့ဟာကျောင်းထဲကို track ကားတစ်စီးနဲ့အတင်းအဓမ္မဝင်ရောက်လာခဲ့တယ်။သူတို့ဟာချီချင်းမီယာခွဲထွက်ရေးလူလာသူရှဲမုံပေးစိရဲ့လက်အောက်ခံတွေဖြစ်တဲ့အကြမ်းဖက်သမားတွေကပွဲတော်တွေကလူတွေကိုပြစ်ခတ်ချောက်လိုက်ရင်းကျောင်းဆောင်တွေကိုမောင်းတွင်းခဲ့တယ်ပထမပိုင်းမှာပဲလူ30ဦးမိဘတိဆုံးခဲ့ရပြီးမိဘအချို့နဲ့ကလေးငယ်90ခန့်ဟာလွတ်မြောက်သွားခဲ့ကြတယ်။ ကျန်ရှိသူတရားကျော်ကိုအစိုးရကပထမတွင်354ဦးသာဟုတင်းမထုတ်ခဲ့ပြီးကျန်ရှိသူတွေကိုအကြမ်းဖက်သမားတွေဟာကြောင်းရဲအားကစားရုံတဲကိုအတင်းအဓမ္မထိုးသွင်းခဲ့ကြတယ်ဒီအားကစားရုံဟာဗက်စလန်မျိုးရဲ့တမိုင်းမှာငရေခမ်းဖြစ်လာတော့မှာပါအကြမ်းဖက်သမားတွေဟာမိုင်းတွေလက်လုံဘုံတွေကိုဘက်စကတ်ဘောကွင်းပေါ်မှာချိတ်ဆွဲထားတဲ့ကွင်းတွေမျက်နှာချက်တွေမှာပါအကုန်လုံးဝါယာကျူးတွေနဲ့ချိတ်ဆက်ထားလိုက်ကြတယ်လက်ဆက်ခံအားလုံးကိုထွက်ပြေးဖို့ကြိုးစားရင်းဘုံခွဲမယ်လို့ချင်းချောက်ခဲ့ကြတယ် အားကစားရုံထဲမှာလူပေါင်းတစ်ထောင်ကျော်ပြည့်ကျက်နေတဲ့နေရံတွေပြတင်းပေါက်တွေအားလုံးကိုပလားကနဲ့ပိတ်ထားပြီးအပူချိန်ကတဖြည်းဖြည်းမြင့်တက်လာတဲ့ဒါစခံတွေဟာမတ်တရက်နေရပြီးထုတ်ရှားခွင့်စကားပြောခွင့်မရှိခဲ့ဘူး။အကျန်းဖတ်သမားရဲ့ခေါင်းဆောင်တစ်ခေါင်းလောင်းလို့ခေါ်တဲ့ Rosslyn Catchpole ကပထမဆုံးစီးကမ်းကိုတက်မှတ်လိုက်တယ်။မအားတို့ချီချင်းနီးယားကတက်တွေရုပ်သိမ်းဖို့ပဲလိုတယ်။ဒီအစားအစာဆေးဝါးလုံးဝမယူဘူး။ပထမဆုံးရက်ဆက်မှုမှာဖခင်တအူးဖြစ်တဲ့ Rosslyn Petrosa ဟာလူအုပ်ကြီးကိုအော်ဟစ်ပြီးအားမွေးပေးဖို့ကြိုးစားခဲ့တယ်။ဒါစခံစီးကမ်းတွေကို ဒေတာခံဘာသာစကားနဲ့ပြောခဲ့မိလို့ကောင်းကိုချက်ချင်းတိခတ်ခံခဲ့ရတယ်ဒီလိုပဲအခြားဖခင်အမျိုးသားတစ်ဆယ်ဦးခန့်ကိုကျောင်းဝင်းထဲခေါ်သွားပြီးချက်ချင်းကူးမြတ်လိုက်တယ်လို့ဆိုတယ်ဒီလိုလုပ်ချင်းဟာကျန်သားစာခံတွေကိုစိတ်တက်ပိုင်းဆိုင်ရာအကြောက်တရားတွင်းပြလိုက်တာဖြစ်တယ်စက်တင်ဘာ၂ရက်နေ့တို့ရောက်တဲ့အခါရင်ငက်မှုမှုကအဆိုးဆုံးဖြစ်လာတယ်။ကလေးတွေအော်ဟစ်ငိုယိုလာတယ်။ရင်ငက်လုံးလို့အချို့မိခင်တွေဟာမိမိတို့ရဲ့စီးကိုပင်တောက်ဖို့ကလေးတွေကိုခိုင်းခဲ့ရတယ်လို့နောက်ပိုင်းမှာထွက်ဆိုခဲ့ကြတယ်။ရွေယာတီရဲ့အပူတန်ကြောင့်ဓာစာခံအများစုဟာ အဝိစာတွေချုပ်ပြီးခန္ဓာကိုယ်ချင်းမထိမိအောင်နေထိုင်ကြရတယ်။ Alicia Wonder လေလရရှာဟာဖုန်းနဲ့ဆက်သွယ်ပြီးစေဝါနဲ့ရေတောင်းခဲ့ပေမဲ့လုံးဝငင်းပယ်ခံခဲ့ရတယ်။ရုရှားဆိုရဟာအကြမ်းဖက်သမားတွေနဲ့မညီနိုင်မှုဆိုတဲ့မူဝါဒကိုကင်ဆယ်ထားခဲ့တယ်။အဆုံးသက်တို့ဥတီတော်အဖြစ်ပြက်များစက်တင်ဘာ3ရက်မနက်မှာမျှော်လင့်ချက်တွေလုံးဝပြတ်ကွယ်စပြုလာခဲ့တယ်။ဒသခံတွေဟာမိလဲခြင်း၊မူးမိလဲခြင်းတွေမကြာခဏဖြစ်လာတယ်။မွန်းတဲ့တနာရီ15မိနစ်ခန့်မှာတော့ ဖြစ်ပြက်ဟာရုတ်တရက်မမျောလင့်ပဲစတင်ခဲ့တယ်။ပောက်ကွဲမှုစတင်ခြင်းအာကစားယုံတွေကဘုံကျိုးတွေဟာမမျောလင့်ပဲပောက်ကွဲတန်နှစ်ကြိမ်ကြီးမားစွာထွက်ပေါ်လာတဲ့ပောက်ကွဲမှုတွေကြောင့်မျက်နှာချက်တွေပြူကျပြီးဓာတ်ဆာခန့်တွေအများအပြားချက်ချင်းတည်ဆုံခဲ့ရတယ်။ပောက်ကွဲမှုဖြစ်ပြီးနောက်မှာရုရှားအထူးတပ်ဖွဲ့ဝင်များ The Sovsov Group နဲ့ Vanpol ဟာကျောင်းထဲကိုချက်ချင်းဝင်ရောက်စီးနင်းခဲ့တယ်။အပြင်ဘက်မှာစောင့်ဆိုင်းနေကြတဲ့ဒေသခံမိဘအချို့ကလည်းသာသမီတွေကိုကယ်တင်ဖို့အတွက်လက်နက်ငယ်တွေနဲ့အတူကျောင်းထဲကိုပြေးဝင်ခဲ့ကြတယ်။ စစ်စင်ကြီးဟာဒါစာခံကဲဆဲကြီးထက်စစ်ပွဲပုံစံမျိုးကူဖြစ်ခဲ့တယ်။ရုရှားတပ်ဖွဲ့ဝင်တွေဟာအကြမ်းဖက်သမားတွေကိုချီးမုန်းဖို့အတွက်စစ်မြေပြင်သုံးလက်နက်များဖြစ်တဲ့မီးရှံပြအမြောက် flame throwers တင်ကားများ90နှစ်တန်းနဲ့လက်ပြုံများကိုအသုံးပြုခဲ့တယ်လို့နောက်ပိုင်းမှာမျက်မြင်သက်သေတွေကထပ်ဆိုခဲ့တယ်။ ဆီယာမနေတဲ့စဒရိုက်ဘာဟာသူမရဲ့ကလေးနှစ်ဦးဖြစ်တဲ့ဘော်ရီနဲ့ဘရိုဒိုကိုရှာဖွေရင်းမိတော့တွေကြားထဲမှာဖိတ်မိခဲ့တဲ့သူမဟာတေဆုံးနေပြီဖြစ်တဲ့ဘရာကိုလက်ထဲမှာကင်ထားတဲ့လက်ဝါးကတိုင်လေးနဲ့အတူတွေ့ခဲ့ရတဲ့တာဖြစ်သူဘော်ရီစ်ကလည်းဘုံစတိမှန်ထားတဲ့ဆီယာမဟာဒဏ်ရာပြင်းထန်စွာရခဲ့ပေမဲ့သူ့ရဲ့တမိအငယ်ဆုံးဝင်တာကိုပြေးပြေးထွက်လိုက်တော့လို့ပေါ်ပြောခဲ့ပြီးကလေးမလေးလွတ်မြောက်သွားခဲ့တယ်တိုက်ပွဲဟာနိုင်ပြီးပေါင်းများစွာကြာမြင့်ခဲ့ပြီးကျောင်းဆောင်တစ်ခုလုံးပြပုံဖြစ်သွားခဲ့တယ် ရုရှားအစိုးရဟာအကြမ်းဖက်သမား30ဦးကိုတပ်ဖြတ်နိုင်ခဲ့ပြီးတဦးတည်းကိုသာအရှင်ဖမ်းမိခဲ့တယ်သူကို Natasha Kolei ဘဟုခေါ်ပြီးနောက်ပိုင်းတွင်တသက်တကြုံပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်နောက်ဆုံးကိန်းဂဏန်းများတေဆုံးသူအရတားစုစုပေါင်း334ဦးတေဆုံးသူကလေးငယ်အရေအတွက်186ဦးဒီဆန်ဟာတမှုဟုတ်ချင်းမှာပဲအနာဂတ်ပျက်စီးသွားသောမျိုးဖြစ်ခဲ့ရတယ်။တမျိုးလုံးရဲ့မိသားစုအတိုင်းဝိုင်းတွေကကလေးငယ်တွေအများပြားဆုံးရှုံးခဲ့ရတယ်။ အမှန်တရားအတွက်တိုက်ပွဲဒါစခံဖြစ်ခဲ့ရသူတွေရဲ့မိဘတွေဟာ Vision Mother ဆိုတဲ့အဖွဲ့ကိုဖွဲ့စည်းပြီးအစိုးရရဲ့အရေးယူကိုင်တွယ်ပုံနဲ့စစ်ဆင်ရေးအတွင်းအင်အားအလုံးစုံတုံးဆွဲမှုတွေအတွက်တရားမျှတမှုကိုရှာဖွေခဲ့ကြတယ်။သူတို့ဟာရုရှားအစိုးရကကြိုတင်တတိပေးချက်တွေရှိခဲ့ပေမဲ့ကာကွယ်မှုပြတ်ကွက်ခဲ့ခြင်းအတွက်တရားစွဲဆိုခဲ့ကြတယ်။နိုင်ငံတကာဆုံးဖြတ်ချက်2018ခုနှစ်မှာ European Court of Human Rights ကရုရှားဆိုရဟာတိုက်ခိုက်မှုမဖြစ်ပွားအောင်ကြိုတင်ကာကွယ်ရန်ပြက်ကွက်ခဲ့ခြင်းနဲ့ဒါစခံတွေကိုကယ်ဆယ်ရရင်မလို့အပ်ပဲအင်အားသုံးခဲ့ခြင်းကြောင့်လူအခွင့်အရေးချိုးဖောက်ခဲ့တယ်လို့ဆုံးဖြတ်ခဲ့တယ် ပြည်ပကျောင်းဟာယနေ့တိုင်အကြမ်းဖက်မှုရဲ့တင်ကိတာအဖြစ်ကျန်ရှိနေပြီးဂင်းရဲ့အားကစားရုံဟောင်းမှာကလေးငယ်တွေရဲ့တည်ဆုံမှုများကိုယေရှုရဲ့အဖြူရောင်လက်ဝါးကတိုင်များကိုထားရှိထားစေဖြစ်တဲ့ဒါစာခံဖြစ်ခဲ့ရသူတွေရဲ့စိတ်တရားတွေဟာယနေ့တိုင်မပြောက်သေးပဲနိုင်ငံရေးတင်မာမှုနဲ့အကြမ်းဖက်မှုတွေရဲ့နောက်ဆုံးပြစ်မှတ်ဟာအပြစ်မဲ့ကလေးငယ်များသာဖြစ်ကြောင်းကိုပြည်သွားရဲ့တွေးဆွန်သောစက်တင်ဘာဟာကဘာကိုထားဝစဉ်သတိပေးနေပါတော့လေ။တင်တို့ကဘု து အဖြစ်လို့ထင်ပါတလဲခမမှာစိတ်သေးရှိတာလေးပြောခဲ့နော်။ဒီလိုဗီဒီယိုလေးတွေအမြဲတင်ပေးသွားမှာမလို့ like follow and subscribe လုပ်ထားလိုက်ပါနော်။